ပြေးလန်းတုံညရှစ်မင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာဦးလဝင်းလေတရေတူရေးသားတဲ့ငလျင်ဘုံကျဲခဲစဉ်ကနဲ့အခြားဝတ္ထုတို့များစာအုပ်ရဲ့အပိုင်း16အဖြစ်ပြေးလန်းတုံညရှစ်ဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ကဘာ ਉ အရှိဘတ်မှာပတ်သွားမဲ့ဆက်လေးလုံးတက်လေရင်မြန်ကြီးတစည်းဆက်တန်ကြောက်ဗင်ကူးဗားလေရင်ကွင်းတစ်ခုလုံးမှာရုတ်တရက်စူညံသွားဤလေရင်မြန်ကြီးမှာလေထဲရောက်သည်နှင့်ညာဘက်သို့တဖြည်းဖြည်း꿰သွားဤလေရင်တောင်ပံများနှစ်ဖက်တွင်တက်ထားသောမိတ်တုတ်မိတ်တုတ်မီးလေးများချိန်တန်ကြပင်မြေပြင်မှမြင်တွေ့နေရပါသည်တွင်စင်ပြီးလေစိတ်သို့ဘီးလေးဝင်လာတော့လေရင်မြန်တစည်းမှာမူ လင်းအဆောင်အုံရှိသူရောက်သည်နှင့်အေးအေးဆေးဆေးပင်ညှင်သားစွာရက်လိုက်အလွန်အေးသောညတညဖြစ်၏ဖင်ကူဘာလေးစိတ်တွင် ရက်ထားသောလင်းမြန်အားလုံးပင်နှင်းရည်များနှင့်ရွှဲရွှဲဆူလျက်ရှိပါသည်ဖင်ကူဘာလင်းရင်ထင်းမြှော်စွင်တင်မူတာဝန်ရှိသူများမှ အလွန်အလုံများလျက်ရှိသည်မျော်စင်ထင်းအရာရှိသည်တယ်လီဖုန်းတစ်ခုဖြင့်ဟိုဆက်လိုက်ဒီဆက်လိုက်ဖြင့် ်အသက်မရှူနိုင်အောင်ရှိ၏။ဗင်ကူဗာရှိ Maple Leaf Company Manager Mr. Barden မှာလည်းအစဉ်သင့်ရောက်လျက်ရှိလေပြီ။မျိုးစင်တဲ့အရာရှိအနည်းတွင် မတ်တက်ရက်လျက်ရှိ။ Mr. Barden ကျွန်တော်တို့အရှိတ်ကိုသွားမယ်လေယာဉ်မြန်တွေအကုန်ရက်ခိုင်းထားတယ်။နောက်တနင်္လာတွင်မှဒီကွင်းကတက်ကျင်တဲ့လေယာဉ်မြန်တွေအားလုံးတက်ခိုင်းလိုက်မယ်။အဲ့နောက်တော့ဒီကွင်းကိုပိတ်လိုက်ဖို့ပြောထားလိုက်ပြီ။ ဘယ်လင်းရင်မြန်ကူမှအဝင်ထွက်မလုပ်စေတော့ဘူးမျိုးစင်ထင်းအရာရှိပြောလိုက်သောစကားသံဖြစ်၏ထိုချိန်၌ပင်တယ်လီဖုန်းသံမြည်၍လာပြန်၏ဟုတ်တယ်ဒီကွင်းကိုဆင်းမဲ့လင်းရင်မြန်နေနောက်မိနစ်40လောက်ပဲလက်ခံနိုင်မယ်လို့ပြောလိုက်အဲ့ဒီနောက်မှအဆင်းမဲ့လင်းရင်မြန်နေရတော့အချားကွင်းကိုဆင်းညပါစေတော့ခမညာဤသက်အရာရှိချုပ်ကိုရောဖုန်းဆက်ပြီးပြီလားတစ်ဖက်က ဘာပြန်ပြောသည်မသိပါသူ့ကိုပြောလိုက်သူကိုယ်တိုင်လေမြန်ကွင်းကိုဆင်းခဲ့ပါလို့နောက်မြို့ထဲကမိသက်ကအချို့ကိုလည်းလာကူဖို့ပြောခိုင်းလိုက်အောင်မျိုးစင်ထင်းအရာရှိသည်တယ်လီဖုန်းကိုပြန်ချထားလိုက်သည်ထိုချိန်၌ပင်လက်ထောက်မျိုးစင်ထင်းအရာရှိဝင်လာပါသည်ဆရာလေတက်ကိုရောဒီလေမြန်ကိစ္စအကြောင်းကြားလိုက်ရမလားအေးအေးကြားလိုက်ကြားလိုက် သူတို့လင်းမြန်တွေကိုလည်းဒီလင်းမြန်ဝင်လာမဲ့လမ်းကရှင်းထားဖို့ပြောလိုက်အောင်လက်ထောက်လင်းနေအရာရှိပြန်ထွက်သွား၏မစ္စတာဘာရင်ခမားတို့လေချောင်းကုမ္ပဏီကလင်းမှုတစ်ယောက်မှဒီညမရှိဘူးလားမစ္စတာဘာရင်ကခေါင်းခါပြ၏မရှိဘူးတခြားလေချောင်းကုမ္ပဏီတစ်ခုခုကိုအကူအညီတောင်းရမှာပဲဒါဖြင့်ကနေဒါလေချောင်းကုမ္ပဏီကိုတောင်း တို့စီကလင်မှုတွေဒီမြို့တွေမှာညအိတ်တက်တယ်။ကျုပ်တို့ကိုကူညီမဲ့လင်မှုကဒီလင်မြန်ပေါ်မှာအတွေ့အကြုံများပြီးနီးပြဆရာလဲလှုပ်ဘူးရမယ်လို့ပြောပါ။မစ္စတာဘာဒင်ဒီကနေဒါလေကြောင်းကုမ္ပဏီတို့ဖုန်းဆက်ရန်တစ်ဖက်ခန်းသို့ကူးသွား၏။ထိုချိန်၌ပင်မျိုးစင်တိန်အရာရှိရှိရှိဖုန်းမှာမိလာပြန်၏။မြို့ပြရဲဌာနမှာဖြစ်၏။ဟာကြီးကြဲရေးမှုလား အတော်ပဲဆရာကြီးဆရာတို့စီကအရေးပေါ်အကူအညီတောင်းမလို့ကျွန်တော်တို့စီမှာအရေးပေါ်လေမြန်နေစီဆင်းလာဖို့ရှိတယ်အခုတော့ဒီလောက်ပဲရှင်းပြပါရစေလူတော်ပဲပြောပြရသေးအောင်ကျွန်တော်တို့ပထမလိုချင်တဲ့အကူအညီကကျွန်တော်တို့ကနေဒါလေချောင်းကုမ္ပဏီကလင်းရမှုတူဦးဦးခေါ်ဖို့လုပ်ထားတယ်ဒီလင်းရမှုကိုဆရာတို့ဝိုင်ယာလက်ကားနဲ့မြန်မြန်ရောက်လာအောင်ခေါ်ပေးပါနောက်တစ်ခုကလူနာခီးတယ်တွေဆေးရုံကိုအသက်မီအောင်ပို့ဖို့ကိစ္စ ဒီလင်းမြန်ပေါ်မှာလူနာတွေလည်းပါတယ်သူအချိန်၌တစ်ဖက်မှာစကားတန်ကြောင့်သူ့စကားတန်မှာခိတပြက်၍သွား၏ဟုတ်ကဲ့ခင်ဗျာမိသက်ဌာနကိုလည်းအကြောင်းကြားပြီးပါပြီဇာတ်တို့လှုပ်ပေးဖို့နောက်တစ်ခုကလင်းမြန်ကွင်းပတ်ဝန်းကျင်မှာနေတဲ့သူတွေကိုလင်းမြန်မစင်းလာခင်မှာဘေးကင်းရအောင်ခဏရှောင်ခိုင်းမှုပါโอ้ဟုတ်တယ်ဟုတ်တယ်ညာကြီးအချိန်မတော်နှိုးဖို့ဖယ်ခိုင်းဖို့ကမလွယ်ဘူးဆိုတာမှန်ပါတယ်မတတ်နိုင်ဘူးဆရာ ဖြစ်အောင်လုပ်ကြရမှာပဲအခုဆင်းလာမဲ့လင်းမြန်ကကွင်းပေါ်ရောက်ချင်မှရောက်မယ်ကွင်းမရောက်ခင်ပြုတ်ကျသွားပြီးဒီအနားမှာနေတဲ့သူတွေအန္တရာယ်ဖြစ်နိုင်တဲ့အလားအလာအများကြီးရှိတယ်ဟုတ်ကဲ့ဆရာဒါပါပဲသူတယ်လီဖုန်းချလိုက်ပြန်ပြီတို့ချိန်နိုင်ပင်လက်ထောက်မျောစင်ထင်းအရာရှိဝင်ရိပ်လာ၏ဆရာမိသက်အရာရှိချုပ်တော်ထွက်လာနေပြီကောင်းတယ်ကောင်းတယ်သူဒီ ူရှေ့ရှိ secret ဘူးလှမ်းယူလိုက်။သို့တော့တလိမ့်မှမရှိတော့ secret ကုန်းနေလေပြီ။အေးမင်းမှ secret ရှိလား။ရှိပါတယ်ဆရာ။ရော့။သူဒီ secret တလေးကိုလှမ်းနိုင်ပြီးမင်းညှိလိုက်။သို့နောက် radio စကပြောခွက်ကိုကောက်ကင်လိုက်ပြီ။လေးမြန်ခွန်တက်လေး Vancouver မျောစင်ကိုပြောနေတယ်။ကျွန်တော်တို့ဒီမှာ ပြင်ဆင်မှုတွေအားလုံးစလုံးနေပါပြီခဏလေးစောက်ပါအောင်ဒီကြားထဲအော်တိုပိုက်လော့ကိုသွားမထိပါနဲ့ဒါပဲဖင်ကိုပါမျှော်စင်လိန်ပြန်ခွန်တက်လေးရပြန်ပြောနေတယ်မထိပါဘူးကျုပ်ကလည်းမထိကျင်ပါဘူးမလွဲသာလွန်းလို့သာလိန်ရမူးထိုင်ကိုဝင်ထိုင်ပေးနေရတာဖြစ်နိုင်မမောင်းကျင်ဘူးဒါပဲချောစပန်စာဤစိတ်ဆိုးမှန်ဆိုးနေပြန်ပြောသောအသံချက်ချင်းပေါ်၍လာ၏တို့ချိန်မှာ မစ္စတာဟာဒစ် ဝင်လာပါသည်ကနေဒါလေချောင်းကုမ္ပဏီကကပ်တေတယ်လီဖုန်းကိုလွှတ်လိုက်မယ်တဲ့ဒါမှရှားရအောင်မယ်သူ့အိမ်ကဂူပဲဖုန်းဆက်လိုက်မယ်လို့ပြောတယ်ဟုတ်လားကောင်းတယ်ကောင်းတယ်ကပ်တေတယ်လီဖုန်းကိုကျွန်တော်သိပါတယ်ပြောလိုက်ဗျာကပ်ကပ်တေတယ်လီဖုန်းကိုတွေ့ရင်ကျွန်တော်တို့ပြန်အကြောင်းကြားလို့၅မိနစ်တွင်မြို့ပြရဲဌာနကဝိုင်ယာလက်ဂါလစီသူ့အိမ်ရောက်အောင်ကျွန်တော်တို့လှုပ်ပေးမယ် ဝယ်လက်ကားနဲ့လာမှလေးမြန်ခွင်းကိုမြန်မြန်ရောက်မှာဒါရက်စရာဒီကိစ္စကိုတရင်နောက်ဒီအနံ့ရသွားရင်တော့ပြုံစင်းလာကြတော့မှာပဲလက်ထောင်မျောစင်ထင်းအရာရှိဖြတ်ပြောလိုက်တော့အတန်ဖြစ်ဤအေးဟုတ်သားပဲတို့လင်ခွင်းတစ်ခုလုံးတော့ရှုပ်နေတော့မှာပဲတို့တရင်ကမနှက်ပြန်တရင်စာတွေမှာညနေဖုန်းကနေအကြီးကျယ်ပါမဲ့တရင်ပဲကျုပ်တို့မေဗလီလေချောင်းကုမ္ပဏီဖို့ရတော့ ဒီသတင်းဟာအကြီးအကျယ်နစ်နာမှုရှိစေမယ့်သတင်းပဲခမရတို့စဉ်းစားကြည့်ဗျာလေထဲမှာအစာအစိတ်တက်မှုဖြစ်တယ်လေမှုနှစ်ယောက်လုံးမေ့နေတယ်ခီးတဲ့တယောက်ကဝင်မောင်းပေးရတယ်နောက်သေမလားရှင်မလားလည်းမသိဘူးဘလောက်အယုတ်ဆိုးတဲ့သတင်းနေလဲမတတ်နိုင်ဘူးဆရာကြီးသတင်းတော့ဒီကဒီညဖြစ်တာတွေအကုန်ရေးကြမှာပဲဒီတော့ဒီလိုလို့ခမရတို့အဖို့လေမဟုတ်တဲ့သတင်းတွေချက်ချင်းပါမသွားအောင်ကျုပ်တို့မျှော်စင်ပုံမှာလဲ ဒီသတင်းတော့ဒီလာမရှုပ်နိုင်အောင်လေရင်ကွင်းဆက်ဆံရေးအရာရှိကိုဒီတာဝန်ကိုလွှဲပေးလိုက်တာကောင်းတယ်အေးဟာဘတ်ဒိုရှာပြီးခေါ်လိုက်စမ်းဒီကောင်ကသတင်းတော့တွေကိုတော့ကောင်းကောင်းထိမ့်တက်တယ်သူ့ဒေးဒေးချာချာမှားတာမျောစင်ဘောကိုဘယ်သတင်းတော့မှမတက်လာစင်းနဲ့တို့ဒီမှာတေးရေးရှင်အလုံများနေတယ်လို့တို့ချိန်၌ကနေဒါလေကြောင်းကုမ္ပဏီမှတာဝန်ရှိသူတူသည် ကပ္ပတိန်ထယ်လီဖုန်းအိမ်သို့ဖုန်းဆက်လျက်ရှိသို့သောကပ္ပတိန်ထယ်လီဖုန်းအိမ်မှမြည်သူမှဖုန်းမကင်ပါဖုန်းမှအချိန်အတန်ကြာတတီတီမြည်လျက်ရှိ9မိနစ်ခန့်ကြာမှဖုန်းကင်တဲ့ကြားရပြီမိမတယောက်အတန်ပေါ်၍လာ၏ဟယ်လိုမစ္စစ်ထယ်လီဖုန်းလားဟုတ်ပါတယ်ခမည်းအမျိုးသားရောကျွန်တော်ကနေဒါလေကြောင်းကုမ္ပဏီရပါ သူဒီမှာမရှိဘူးရှင်သူ့အဖေနေမကောင်းလို့သူ့မိဘအိမ်သွားအိတ်တယ်ကျမညာဦးကအိတ်ဆေးတောက်ထားလို့ရုတ်တရက်ဖုန်းမကင်တာစိတ်မရှိပါနဲ့ရှင်ဒါဖြင့်သူ့မိဘအိမ်တယ်လီဖုန်းနံပါတ်မြန်မြန်ပေးပါအောင်ခမညာဒီညလေရင်ခွင်းမှာအင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုရှိနေလို့သူ့ကိုအရေးပေါ်ခေါ်ဖို့လိုနေလို့ပါဝါရင်လေရင်မှုတူဦးရဲ့ဇနီးတဲ့အမေဖြစ်ယခုကဲ့သို့ညဘက်အချိန်မတော်အရေးပေါ်လှမ်းခေါ်သည့်အဖြစ်မျိုးကို အကြိမ်ကြိမ်ကြုံထားဘူးလေပြီထို့ကြောင့် Mrs. Delphine ဒီမိသူမြတုံလှုပ်မှုမပြတော့တယ်လီဖုန်းနံပါတ်ကိုသာရှော့ရှော့ရှူရှူပေးလိုက်ထို့အချိန်၌ကပတိန်တယ်လီဖုန်းမှာသူ့ဖခင်အနီးကလေးငယ်တစ်လုံးတွင်အိမ်မောကြလျက်ရှိ၏သူသည်သုံးရက်စတိုင်ခီးသွားထားရပြီးမနေ့ရက်မှတူကြူမှ ပြန်ရောက်ခဲ့သူဖြစ်၏တခါအိမ်ပြန်ရောက်တော့လေ ဖခင်ကြီးမှာအေးမိပြီးအသေးတံဖျားနေသဖြင့်ကောင်းမွန်သွားမအိတ်နိုင်ဖခင်ကြီးကိုလာပြီးပြုစုနေရပြန်သည်စောစောလေးရမှသူခမညာခဏဝင်မေးနေခြင်းဖြစ်၏ဒါအမေအဖေဘာဖြစ်လို့လဲဒါအဖေဘာမှမဖြစ်ပါဘူးတောက်လင်းမြန်ကွင်းကအရေးပေါ်တယ်လီဖုန်းလာနေလို့ဟုတ်လား ူချက်ချင်းတယ်လီဖုန်းရှိရာသို့ထသွား၏။၅မိနစ်အတွင်းပင်ကပတိန်ဒယ်လီဖင်အိမ်ရှိသို့ဝါယာလက်ကားတစ်စီးရောက်ရှိလာပြီး ကပတိန်ဒယ်လီဖင်ကိုခေါ်သွားလေတော့၏။ကားပေါ်ရောက်သည့်အထိ လေမြန်ခွန်တစ်လေးတွင်ဘာဖြစ်နေသည်ကိုတိတိကျကျမသိသေးပါကနေဒါလေကြောင်းလိုင်းကုမ္ပဏီမှ တာဝန်ရှိသူက လေမြန်ခွန်တစ်လေးတွင် လေထဲ၌အစာအစိတ်တက်သည့်ယောဂဖြစ်ကြောင်းလေတရေနှစ်ယောက်လုံးအစာအစိတ်တက်ပြီးမေမျောနေသည့်ဖြစ်ခီးသည်လေတရေဟောင်းတူကလေမြန်ကိုတတ်မောင်းပေးနေရကြောင်းထိုခီးသည်လေတရေအားမြေပြင်မှညွှန်ကြားချက်တွေပေးရန်အတွက်လေရင်ကွင်းသို့အမြန်ဆင်းလာရန် သူ့ကိုခေါ်ချောင်းမြတာတည်၏ထို့ကြောင့်သူ့ကိုလာခေါ်သောဝါယာလက်ကားမောင်းသူဘေးတွင် ထိုင်နေသည့်ရဲတက်ချက်ကြီးတူကို အာဂိုကြီးလှမ်းမေးလိုက်၏ရဲတက်ချက်ကြီးကျွန်တော်တသေးချာချာပြန်ပြောပြစမ်းပါဦးမြာဒီညလေရင်ခွင်းမှာဘာဖြစ်နေကြလဲရဲတက်ချက်ကြီးကအံ့ဩစွာဖြင့်သူ့ကိုလှမ်းကြည့်လိုက်ပြီဘာလေရင်ခွင်းမှာဂူးဖြစ်နေတာကျွန်တော်ဘာသိလဲလို့မေးတာလား ဟုတ်တယ်ကျွန်တော်ဘာမှမသိဘူးစောစောကပဲဝိုင်ယာလက်ကလှမ်းအမိတ်ပေးတယ်လေးမြန်စီအရေးပေါ်ကွင်းဆင်းမယ်အန်ဒီရရှိတယ်ဒါကြောင့်လေရင်ကွင်းအနီးနားမှာနေတဲ့သူတွေခဏဖယ်ပေးဖို့သွားပြောခိုင်းတယ်ကျွန်တော်အဲ့ဒီကိုသွားနေတော့တခါထပ်အမိတ်ပေးပြန်တယ်ကပတိန်အိမ်အမြန်ဆုံးသွားပြီးကပတိန်ကိုလေရင်ကွင်းပို့ပေးတယ်အဲ့ဒါပဲကျွန်တော်သိတယ်ရဲဝိုင်ယာလက်ကမှလည်းအလုံးအချိန်ပြင်းစွာဖြစ်မောင်းနေလျက်ရှိ၏ ဆက်မပြတ်ဆွဲလျက်ရှိသောအုပ်အောဒဏ်ကြောင့်ရှေ့တွင်ရှိသောကားအလုံးမှလမ်းဘေးသို့ထိုးရက်ပြီးလမ်းဖယ်ပေးလျက်ရှိကြ၏ကပတိန်တယ်လီဖုန်း၏တသက်တွင်တခါမှဤမြမြန်မြန်ဆန်ဆန်လေရင်ကွင်းသို့ရောက်မသွားဘူးပါကျွန်တော်အထင်တော့အမှုမျိုးလက်နက်တွေစင်ထားတဲ့စစ်လေရင်ပြန်တစည်းအရေးပေါ်ဆင်းကြလာမှနဲ့တူတယ်ကာမောင်သမားကကာမောင်ရင်လှမ်းပြောလိုက် ကိုလူကလည်းမဟုတ်တာတွေမပြောစမ်းပါနဲ့ကွာသိပ်ပံကတွန်းစာအုပ်တွေတော်တော်ဖတ်တယ်ထင်တယ်ရဲတကြကြီးကချက်ချင်းပြန်ပြောလိုက်ကပတိန်ဒယ်လီဖင်ဒီဘာမှဆက်မပြောတော့ရဲသားနှုတ်ဦးလုံးမှာလေရင်ကွင်းတွင် ပေါ်ပေါက်နေသည့်ပြဿနာကိုဘာမှသိကြသေးဟန်မတူ10မိနစ်ခန့်အတွင်းမှာပင် လေရင်ကွင်းသို့ရောက်ရှိသွားကြ၏ကပတိန်ဒယ်လီဖင်ဒီရောက်ရောက်ချင်းပင် မျောစင်ပေါ်သို့ပြေးတက်သွား၏ လေချောင်းထိမ့်သိမ့်ရေးလေချောင်းထိမ့်သိမ့်လေချောင်းထိမ့်သိမ့်ရေးစက္ကန့်မှတာဝန်ရှိပုဂ္ဂိုလ်အားလုံးမှာသူ့ကိုစောက်ကြိုလျက်ရှိပါသည်။ဂိုင်းကပတိန်ဘာဖြစ်နေလဲဆိုတော့ဟော်ဒီရေဒီယိုသတင်းပို့ချက်မှတ်တမ်းကိုသာဖတ်ကြည့်တော့ကပတိန်တယ်လီဖုန်းဒီမျိုးစင်ထိန်အရာရှိလှမ်းပေးတော့မှတ်တမ်းစာရွက်ကိုယူပြီးအသေးချာဖတ်ကြည့်လိုက်။သူမှတ်တမ်းမှာဂျော့စ်ပန်ဇာနဲ့ မျိုးစင်ထင်းအရာရှိတို့အပြန်လန်ပြောသောစကားကိုရေးမှတ်ထားသောမှတ်တမ်းဖြစ်၏ကျွန်တော်တာဝန်ကဒီလူကိုအခုသူစီးလာတဲ့လင်းမြန်ကိုဘလို့မောင်းရမယ်ဆိုတာ အသေးစိတ်ဒီကနေညွှန်ကြားပြီးလင်းငွင်းကိုချောချောမောမောဆင်းနိုင်အောင်လုပ်ရမယ်ဆိုပါတော့ဟုတ်ကဲ့မျိုးစင်ထင်းအရာရှိကအေးအေးဆေးဆေးပြန်ပြောလိုက်၏မလွယ်ဘူးဗျတကယ်ကိုမလွယ်တာ တိုက်လင်းမြန်ငငယ်လေးကို ။ဟိုးလွန်ခဲ့တဲ့73နှစ်လောက်ကမောင်းခဲ့ဘူးတဲ့သူအခု74လုံးတက်လင်းမြန်ကြီးကိုချက်ချင်းမောင်းခိုင်းပြီးကွင်းပြန်ရောက်အောင်ဆင်းခိုင်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ဟုတ်တယ်ကပ္ပတိန်။ကျွန်တော်တို့လည်းတွေးမိပါတယ်။ကပ္ပတိန်မာအခုပြဿနာကိုရှင်းမှုတခြားနည်းလမ်းများစဉ်းစားလို့ရတာရှိလား။မရှိဘူးဒါဖြင့်မတက်နိုင်ဘူးကပတိန်ဒီလေးမြန်မာခီးတယ်ကြီးပဲ 56ယောက်တောင်ပါတယ်ဒီလူတွေရဲ့အသက်ကိုကယ်ဖို့ဒီနီးနဲ့ပဲစ조사ကြရမှာပဲဟုတ်တယ်စ조사ရမှာပဲဘာမှတော့ပြောနိုင်သေးဘူးဒါတဲ့ဒီကိုရောက်မဲ့အချိန်ကဘယ်တော့လဲမနက်9နာရီ9မိနစ်ဘာစံတော်ချိန်လဲ Pacific စံတော်ချိန် gain ဒါဖြင့်2နာရီလောက်အချိန်ရှိသေးတာပဲ ထမဆုံးလုပ်ဖို့ကဒီလူကိုသူ့ကိုယ်သူပြန်ပြီးယုံကြည်မှုရှိလာအောင်လုပ်ရအောင်မယ်။လင်းရင်မောင်းနေဆိုတာကိုကိုကိုမယုံကြည်ရင် မောင်းလို့မရအောင်။ဒီတော့အော်တိုပိုင်လော့ဆက်ကို အမြန်ဆုံးရက်ခိုင်းပြီးသူ့ကို စာမောင်းခိုင်းရတော့မှာပဲ။ကပတိန်တယ်လီဖင်ဒီမျောစင်ထင်းအရာရှိဘေးတွင် ဝင်ထိုင်လိုက်ပြီးရေဒီယိုစကားပြောခွက်ကိုကောက်ကင်လိုက်။လိန်မြန်ခွန်တက်လေဖင်ကူဗာမျောစင်ရခေါ်နေတယ်။ ျွန်တော်အတန်ကြာအကြောင်းပြန်ဒါပဲပင်ကူပါမျောစဉ်လိန်မြန်ခွန်တစ်လေးရပြန်ထူးနေတယ်ခမားအတန်ကောင်းကောင်းကြားတယ်ဆက်ပြောပါဒါပဲကျော့စပန်ဇာကြီးအတန်ဒီပီတာစွာချက်ချင်းပေါ်လာ၏ကဲပါစာရေးဆရာဦးလာဝင်းလေတရေတူဦးရေးသားတဲ့ငလျင်ဘုံကျဲကဲစဉ်ကနေအချားဝတ္ထုတို့များစာအုပ်ရဲ့ အပိုင်း၁၆နှစ်အဖြစ်ပြည်လန်းတုံညာရှေ့ဆိုတဲ့ဝတ္ထုကိုကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်နားဆင်ခဲ့ကြတဲ့သူတွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အက်ဆီဒန့်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။